ကျွန်တော်ကဘဝအတွက်ရုံးကန်ကြိုးစားနေရတဲ့လူငယ်တယောက်ဆိုတော့အချစ်ကိုဦးစားမပေးနိုင်ဘူး။ဒါလို့ဖြစ်နေတယ်။ဒါလား။အော်အဲ့ဒါဂိုဒေါင်ထဲကကားရေမပါသေးဘူး။ဂိုဒေါင်လည်းမတွေ့ခဲ့ဘူးလေ။ဟမ်အိမ်မှာကိုတော်လည်းမရှိရေမြေရောက်ခန်းထဲတာနောက်ပေါ်ဝင်ရှိရ55ပြီအဲဒီရွေနဲ့ပြန်ကြည့်ရဆိုလို့ရှင်တော့ ဟာကလေးလေးကဟိုဇွလူကြီးပုံစံလုပ်နေရတဲ့အနေထားလေးခုနကကျွန်တော်ပြောသလိုလိုအပ်ချက်လေးတွေကျွန်တော်ရှိရဆိုပေမဲ့လည်းဒီဥအောင်တခင်ဆိုတဲ့ character ကို100%မဝင်ရင်တောင်မှကျွန်တော်70%လောက်ကျွန်တော်ဝင်အောင်ကြိုးစားခဲ့ရပါတယ်ငွေတုံးကလည်းကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်အိမ်မှာအလုပ်လုပ်တဲ့အဲဒီကျွန်တော်အကိုကြီးတွေရှိတယ်လေကျွန်တော်ငွေတုံးကအကြောင်းတက်တဲ့ရွေးတော့အဲ့ချိန်တုန်းကလည်းမြစ်စိမ့်မှာအဲ့ကိုကြီးရေသွားကူးရင်းနဲ့အဲ့လိုမြစ်စိမ့်ထဲမှာမြုပ်သွားတာတွေပြီးတော့ကျွန်တော်ရဲ့ဒါ US က တော့ဖဝင်ခွဲလဲအိမ်မှာရေကူးနေရင်းနဲ့ဒါရေကန်ထဲမှာပြန်ဆယ်လာတဲ့အချိန်မှာအသက်ဟိုပါသွားတာ၄အဲ့ဒါတွေကကျွန်တော်ရဲ့အနီးပတ်ဝန်းကျင်မှာပဲမြင်တွေ့ခဲ့ရတော့ကြတော့အဲ့ဒါကိုကျွန်တော်ရေကိုအရန်အခုချိန်ထိ trauma ရပြီးကြောက်နေအားလုံးပဲမင်္ဂလာပါခင်ဗျာအဲဒီနေ့ကတော့ဒါကျွန်တော်တို့စိန်နှန်းတော်ရဲ့ဒါစကူလန်းဆိုင်ခွဲ9နှစ်ပြည့်အအထိမ့်မှတ်နေနဲ့ကျွန်တော်တို့ promotion အ1 3 4 3ရက်ကျွန်တော်တို့ကျင်းပပြုလုပ်တာဖြစ်ပါတယ် အဲဒီ3ရက်မှာဆိုလို့ရှိရင်ကျွန်တော်တို့စိန်တယ်တွေစိန်နှန်းတွေကနေဝယ်ယူမယ်ဆိုလို့ရှိရင်25% discount ပေးပြီးတော့စိန်တယ်နဲ့ရွှေပြူတယ်တွေဆိုလို့ရှိရင်ကျွန်တော်တို့အလဲ0%ဒီလို promotion တွေပေးနေတာဖြစ်ပါတယ်အဲဒီနေ့မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ရဲ့ပြီးတော့ညီမလေးစိန်ရုံးတွေ့တာရဲ့အဲပြင်မနဲ့ပြန်ကြလို့ရှိရင်လည်းဒါအဲမင်းသားမင်းသမီးပါပါသေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါ19လမ်းဆိုင်ခွဲကိုလာရောက်ခဲ့ဖို့လဲကျွန်တော်က ဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာဒါအပြင်စိန်နန်းတော်ကနေပြီးတော့ဘကူမျိုးမှာလဲဒါကျွန်တော်တို့ promotion လာလုံးမှာပါအဲ့ဒါတော့ ပဲခူးမျိုး icon shopping center မှာ9ရက်နေ့ကနေပြီးတော့14ရက်နေ့ထိအမှုပညာရှင်ပေါင်းများစွာနဲ့ဒါ promotion ပွဲလေးလာလုံးပါပါအဲကြလို့ရှင်လဲဒါပခူးမျိုးသူမျိုးသားတွေအနီးရုံကရှိတဲ့ဒါစိတ်နှန်းတော်ရဲ့ပရိသတ်တွေ customer တွေလာရောက်အားပေးပါအောင်လို့ကျွန်တော်ကဖိတ်ခေါ်ခြင်းပါတယ်ခင်ဗျာအဲခုနပြောသလိုမှတ်တိုင်လေးတစ်ခုပေါ့နော်မှတ်တိုင်လေးတစ်ခုဆိုတာအဲ့ချိန်တုန်းကလည်းကျွန်တော်ရဲ့ဒါအဲတရုတ်ဆောင်ပိုင်းအရေးသွေး ီးတော့ကင်မရာပေါ်မှာကျွန်တော်တို့အဲဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမလဲဆိုတော့အတွေ့အကြုံလေးကျွန်တော်နေပါလေးကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ဖြစ်တယ်အဲနောက်ပိုင်းကျရင်တော့အခုနောက်ပိုင်းထွက်တဲ့ဟာတွေမှာတော့ကျွန်တော်ဒီထက်ပိုပြီးကောင်းအောင်တော့အမြဲတမ်းကြိုးစားနေပါဗျ။အဲအဲ့ချိန်တော့ကကျွန်တော်ရဲ့ယူထားတဲ့ character လေဦးအောင်သခင်သူကကိုအောင်သခင်တော့မဟုတ်ဦးအောင်သခင်ဆိုတော့ကျွန်တော်အဲ့အွယ်တုန်းကအသက်အွယ်နဲ့ကလည်းခလေးရုပ်လေးနဲ့ဆိုတော့အဲ့လိုနှကမ်းမွေးကလည်းဟိုကျို့တူကျဲတဲလေးတွေ အထူးထူးထဲထဲမပေါက်သေးတဲ့အရွယ်လေးပေါ့နော်လူပြိုဝင်ငါးစားလေးမှာကျွန်တော်ရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကာရိုက်တာမှာတော့ကျွန်တော်အများကြီးစူးစားခဲ့ရတယ်အခုပြန်ကြည့်တဲ့အခါမှာလည်းဒါအာဘယ်လိုပဲနေနေလိုအပ်ချက်တွေအများကြီးရှိရဆိုပေမဲ့လည်းအဲကိုကိုပြန်ကြည့်ရချိန်မှာအော်ငါတော်တော်စူးစားပြီးလုပ်ခဲ့ပါလားဆိုတဲ့ဟာလေးကိုတွေ့ရတယ်အခုဆိုလို့ရှိရင် MRT4 မှာဒါ ျွန်တော်တို့ပြန်ပြနေရပေါ့နော်ရေနာတွေရေသနာအခုချိန်ဒီကျွန်တော်ပြိသက်တွေဆိုရှိသေးတယ်ဟာဥအောင်တခင်ဥအောင်တခင်ဆိုပြီးတော့အဲ့ ठी ကိုအဲမှတ်တိုင်လေးတစ်ခုဖြစ်ခဲ့ရတဲ့အတွက်လဲဒါကျွန်တော်ရဲ့ပြိသက်တွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအစားလို့ပြောလို့ရတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်2012လောက်မှာအချစ်တင်ဂေတာအစရိုက်ပြီးတော့ဒီရေသနာတွေရေသနာကကျတော့2015 16လောက်မှာကျွန်တော်ရိုက်တာရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်ဘဝကျွန်တော်ဟိုခေါင်းဆောင်မင်းသား မဖြစ်ခင်အင်းဒီပရိသတ်တွေကိုကျွန်တော်လက်ခံဖို့အတွက်ဖြစ်လာတဲ့ဇလန်တွဲတွေတွေကတခုလို့လဲအဲကျွန်တော်ပြောပြောလို့ရပါတယ်အဲအဲ့အတွက်လဲကျွန်တော်ပရိသတ်တွေကိုရင်ထဲကနေပြီးအမြင်နဲ့ဂါရဝပြုပြီးတော့ကျေးဇူးတင်ပါတယ်အဲဒါပရိသတ်တွေကြောင့်ပဲကျွန်တော်2018လောက်မှာမှစပြီးတော့ကျွန်တော်ဇလန်တွဲမှာအဲခေါင်းဆောင်မင်းသားနေရာနေပြီးတော့ပရိသတ်တွေနေရာကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ အဲဒီ UI နဲ့ပြန်ကြည့်ရဆိုလို့ရှင်တော့ဟာကလေးလေးကဟိုဇွတ်လူကြီးပုံစံလုပ်နေရတဲ့အနေထားလေးခုနကျွန်တော်ပြောသလိုလိုအပ်ချက်လေးတွေကျွန်တော်ရှိရဆိုပေမဲ့လည်းဒီဥအောင်တခင်ဆိုတဲ့ character ကို100%မဝင်ရင်တောင်မှကျွန်တော်70%လောက်ကျွန်တော်ဝင်အောင်ကြိုးစားခဲ့ရပါတယ်ပြီးတော့ကျွန်တော်နဲ့တွေ့တဲ့အဲဟိုခေါင်းဆောင်မင်းသားကလည်းကိုအောင်မင်းခန့်ဖြစ်နေတဲ့အခါမှာကိုအောင်မင်းခန့်နဲ့ကျွန်တော်နဲ့ဆိုလို့ရှင်လည်းအရက်ကော်ပိုရီယောကအရန် ကွာခြားတာကိုရှိတယ်။အဲ့ထဲမှာမှကျွန်တော်ကဒီဇလန်ထဲမှာဆိုရင်ကောင်မင်းခန့်ကိုကျွန်တော်ကနိုင်နဲ့နှကောင်းနိုင်နဲ့ဂလုံဆိုပြီးရိုက်ရတာဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မန်အရန်တင်းထားရပါတယ်။ဘာကြောင့်လဲဆိုတော့ဖြဲချောက်ရတဲ့ပုံစံဖြစ်သွားတာပေါ့နော်။ကျွန်တော်ရဲ့အဲဟိုပုံစံနဲ့တကယ်ဒီလိုကောင်မင်းခန့်ကိုနိုင်နေဆိုတော့အရာမှာကျွန်တော်ရိုက်ကူးရတာဖြစ်တဲ့အတွက်အရန်ကိုဟိုမန်ကြီးတင်းပြီးတော့ကျွန်တော်ရိုက်ခဲ့ရတာမျိုးလေးပြန်ကြည့်တဲ့အခါမှာလည်းဟိုကျေနပ်ပါတယ်ခင်ဗျ။ဟုတ်။ဟုတ်ကဲ့။ ဟုတ်တယ်ပောက်တယ်ခင်ဗျာအခုချိန်ဒီတို့ရေသနာတွေကရေသနာဆိုတာတဲ့ငကားကားဆိုပြီးတော့ဟိုငကားဆိုအဲ့လိုမျိုးကားဆိုပြီးတော့ဟိုနာမည်အခုချိန်ဒီတွင်နေသေးပါပဲဟုတ်အဲ့ခက်ခက်ကြီးကြီးအဲ့ကားမှာကျွန်တော်တရုတ်ဆောင်ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အခုချိန်ဒီရေကောင်းကောင်းမကူးတတ်သေးဘူးရေကောင်းကောင်းမကူးတတ်သေးဘူးအဲ့ကားမှာကလည်းရေငကားတို့ကရုံဆိုရေတွေပါတယ်ဆိုတော့အဲ့လိုမျိုးအဲ့ကားရိုက်ဖို့အတွက်ရေကူးသွားတင်တယ်အမှတ်တရလေးရှိတယ်ရေကူးသွားတင်တဲ့အချိန်မှာကျွန်တော်ရေကြောက်တတ်တဲ့ဒီ ဖိုဘီယာတခုရှိရဲ့ကျွန်တော်မှာဆိုတော့အဲ့ဒီအချိန်တုန်းကသွားတင်တော့ဘလို့မှမတက်မတက်မတက်ဆိုတော့ဆရာကစိတ်မရှိပဲနဲ့ကျွန်တော်ကိုကိုးပြီးနေတဲ့နေရာကြီးမှာကျွန်တော်ထားလိုက်တာအဲ့ဒီနောက်နေ့လည်းရောက်လေရောက်ကျွန်တော်မသွားတော့အပေါ်တော့ရောက်အောင်ကျွန်တော်ပြန်တက်တယ်ဒါပေမဲ့နောက်နေ့မသွားတော့ကျွန်တော်ရေကြောက်တက်တာကိုအဲ့မှာထရော်မာရရောပြီးထပ်မသွားတော့ ငယ်တုန်းကလည်းကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကျွန်တော်အိမ်မှာအလုပ်လုပ်တဲ့အဲဒီကျွန်တော်အကိုကြီးတွေရှိတယ်လေကျွန်တော်ငယ်တုန်းကအကြောင်းတက်တဲ့ယူတော့အဲ့ချိန်တုန်းကလည်းမြေစိတ်မှာအဲ့ကိုကြီးရေသွားကူးရင်းနဲ့အဲ့လိုမြေစိတ်ထဲမှာမြုပ်သွားတာတွေပြီးတော့ကျွန်တော်ရဲ့ဒါ US ကရောဖဝင်ခွဲလဲအိမ်မှာရေကူးနေရင်းနဲ့ဒါရေကန်ထဲမှာပြန်ဆဲလာတဲ့ချိန်မှာအသက်ဟိုပါသွားတာတွေအဲ့ဒါတွေကကျွန်တော်ရဲ့အနီးပတ်ဝန်းကျင်မှာပဲမြင်တွေ့ခဲ့ရတော့ကြတော့ အဲ့ဒါကိုကျွန်တော်အရေးကိုအရန်အခုချိန်ကြီး trauma ရပြီးကြောက်နေတာအခုချိန်ကြီးကိုတက်တယ်ရေမကူတက်သေးဘူးကျွန်တော်ရေစိန်တက်တယ်ဆက်ရစီမှာရေနေတယ်ပါတယ်ပြေးမဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ပွင့်လင်းလင်းပြောတယ်ရေမကူတက်ဘူးဆိုတဲ့အချိန်ကျတော့အကုန်လုံး safety ဘိုင်းမှာအကုန်လုံး ready stand by အကုန်လုံးစောင့်ပြီးတော့အော်ကတ်ဆိုတာ ਨੇ အဲ့လိုမျိုးလာဆယ်ပေးတာရှိတယ်။ရေအောက်ထဲမှာကိုကျွန်တော်တို့ရိုက်ရတာအဲ့ဒီကားရိုက်တော့အရန်ကြောက်တာပေါ့။ အဲ့ချိန်တုန်းကလည်းကျွန်တော်အရင်စူးစမ်းနေရတဲ့အချိန်ဆိုတော့ဒီဟိတခြားအလုပ်တွေလည်းကျွန်တော်မအာရုံမရှိဘူးဒီဇလန်းတွဲတစ်ခုဆိုတစ်ခုတည်းမှာပဲအာရုံလုံးဝနှစ်ထားနိုင်တဲ့အနေထားဆိုတော့အဲ့လိုမျိုးကောင်းကောင်းလုပ်နိုင်ခဲ့တယ်ပေါ့နော်ဟုတ်ကြည့်ချွာမှာတော့မကြောက်အရင်ကြိုက်တယ်ဆက်လာတာဖြစ်ရည်ကြအခုချိန်ဒီကောင်းလို့ထုတ်လို့မရဘူးအင်းပေါ်လူဆိုတာထရောမာတစ်ခုရထားရင်ဆိုဘယ်ထရောမာပဲနေနေအဲ့ဒါတော်တော်ဖျောက်ဖျောက်ဖို့မလွယ်ဘူးပေါ့နော် childhood trauma ရှိမယ်မျိုးစုံမယ်အဲ့ဒါတွေကဟိုတခြားအရာတွေဒါခေါင်းထဲကအုံနောက်ထဲကမိသွားရင်မိသွားလိမ့်မယ်ဒီအရာတွေကိုမြန် memory recall ပြန်လုပ်တဲ့အခါကျတော့ရှင်အမြဲတမ်းဒါမျက်ဝါးထင်ထင်ကြီးမှတွေ့နေရသလိုအမြဲတမ်းအဲ့ဒါဘရောမမမေးတဲ့အငွေးနေပေါ့အဲ့ဒါတွေကဟုတ်အဲ့ဒါမျိုးခု6ခန်းနေအဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်တို့ဟိုဇလန်းစကားတွေရတယ်မျိုးအဲ့လိုအဲ့လိုရောမဖြစ်ပါဘူးဟို trauma ပေါ့နော်ဟုတ်တင်ဖို့ထပ်ကြိုးစား စူးစားတော့ပါဦးကျွန်တော်ရေစိန်ရတာပိုကြိုက်တယ်ရေခွင့်မောတယ်လीနော်ရေမကူတော့ပဲရေလည်းမြဲစိန်ရေပဲစိန်တော့ကောင်မင်းခန့်ရဲ့ line ပေါ်မှာပဲစကားပြောပြတယ်အခုဆို तू ကတမီလေးလားမသိဘူးမွေးဝါကြီးလေမွေးဝါကြီးဆိုတော့ congratulation လို့ကောင်မင်းခန့်ဆိုပြီးတော့ဟိုဟူမာ तू တတရရပဲဆိုတော့ဝမ်းသာပါတယ်အားတော့ဒါတော့ဟူမာတွေကစကြတာပဲလीဟိုသူ့ရဲ့ဒါသူ့ပြိသက် တဲ့ကနေ तू อ่ะဒါဆိုဇနီးမယားဖြစ် तू ရွေးချယ်လိုက်တယ်ဆိုတော့အဲဒါလေးဟိုอ่ะမိုက်တယ်လीเนาะမိုက်တယ်အဲ့ဒါလေးတော့အာဟိုအဖြစ်တယ်။ဒါဒါမှလည်းသူ့ကိုနားလေပေးနိုင်မယ်။ဒါမျိုးစုံပေါ့ support ပေးနိုင်မယ်။ဒါမျိုးလေးချစ်စရာလေး။အခုတော့ကလေးဖေဆိုတော့လေကလေးဖေပုံစံကြီးပေါ့သူက။ဘယ်လိုကောနဲ့ family ကိုတွေ့ အမတွေ့ရသေးဘူးမတွေ့ရသေးတပုံလေးပဲတွေ့ရသေးတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူတို့နေရကြတော့လေနေ့ညတွေကလွဲနေတာဆိုတော့လေကျွန်တော်စာပို့ထားရင်လေသူကဟို active ဘလောက်အကိုးဆိုပြီးဖြစ်နေအဲ့လိုသူ no မှသူကြည့်ရကျွန်တော်ကအိမ်နေပြီအဲ့လိုမျိုးလေးပေါ့ဟုတ်ကျွန်တော်ကဘဝအတွက်ရုံးကန်ကြိုးစားနေရတဲ့လူငယ်တယောက်ဆိုတော့အချစ်ကိုဦးစားပေးနိုင်တယ်။ဒါတော့သိနေတယ်။ဒါလား။အော်အဲ့ဒါဂိုဒေါင်လေးကကားရီမပါသေးဘူး။ဂိုဒေါင်လည်းမတွေ့ခဲ့ဘူးလေ။ဟမ်။အိမ်မှာဂိုဒေါင်လည်းမရှိဘူး။ရှိတယ်။မြေရောက်ခန်းထည့်တာ။အမောင်ကြီးရှိရော။15ပြီ။ အဲယူမာလာလာလေးရှေ့လာခဲ့ကျေးဇူးတင်ပါတယ်အားလုံးအဲကျေးဇူးတင်ပါတယ်တဲ့ကဲအဓိကတော့အဲ့လိုမျိုးလေးပေါ့ပျော်တတ်တယ်ဒီကျွန်တော်ကပျော်တတ်တယ်လူတိုင်းနဲ့ကျွန်တော်တင်မြောင်နေတယ်ဆိုတော့အဲ့လိုမျိုးပေါ့ကျွန်တော်ရဲ့ character ကအဲ့လိုမျိုးနော်အခါနဲ့ပေါ့အခါနဲ့ဘာလဲအဲ့ဒါလူပေါ်မူတည်ရဲ့အဲ့ဒါဖန်နီဆိုရင် အလကားပေါ့အာလာပြလိုက်ပါအောင်မျက်နှာလေးလာအဲအားလုံးကိုဒါဒီနေ့အင်တာဗျူးလေးကိုဒါအချိန်ပေးပြီးတော့ကြည့်ရှုပေးရအတွက်ကျေးဇူးအများကြီးတင်ပါတယ်အာဟိုပရိသတ်များအားလုံးပဲစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ